ဲနိုင်ရင်ကဲကြပါကဲနိုင်ရင်ကဲကြပါကဲနိုင်ရင်ကဲကြပါမောင်အေဝန်းတယောက်အတန်ကုန်ဟစ်ပြီးသားအော်ပြစ်လိုက်ချင်တော့တာပါပဲဘာဖြစ်တယ်လဲမမင်းနဲ့ရောက်ခမကဂုတ်ခွာစီးတဲ့တန်းမောင်အေဝန်းခန်းနေရလို့ပေါ့ဓာတ်တီတွေကတော့မောင်အေဝန်းကိုဒင်းအပြစ်နဲ့ဒင်းခံလို့ဝမ်းသာအရာပြောကြမလားတော့မသိဘူးပြောရင်လည်းခံရတော့မှာပဲ မောင်အီဝမ်းကလည်းရောက်ခမရခါစားကအဖေအမင်းဆိုပြီးအပလာသွားလောက်ခဲ့မိတယ်လေညနေသားပြီးရွှေရည်ပကံနှခမ်းမော်တက်ဆိုတဲ့စကားပုံလိုပဲခုတော့မောင်အီဝမ်းရဲ့ကုတ်ဘိုးခွစီပါရလားပန်းချန်ထဲကိုဖျက်လာခိုင်းဟာတပုတ်ထိုင်ကုန်ရှိပေါ်မှာဟုတ်တယ်ခမတယောက်ထိုင်ပြီးရှိုက်ကြီးတငင်ငိုနေတာတွေ့ရပါတဲ့ဘာဖြစ်လို့ဒီလောက်တောင်ဝမ်းနဲ့ပန်းနဲ့ငိုနေတာလဲလို့မေးတော့သူ့ရောက်ခမကို တွေးအေးအေးနဲ့ တက်ဖို့ကြံစည်ခဲ့ဘူးတဲ့အဲ့ဒါကိုသိသွားတဲ့မိတ်ဆွေရှင်တွေကကို့လူသွားမလုံနဲ့ထောင်တန်း25နဲ့ကြနိုင်တယ်ဆိုလို့မတက်ခဲ့ဘူးတဲ့ငိုးနေတဲ့လူကရှိုက်လိုက်ပြီးခုတော့ကျွန်တော်နောင်တရတယ်ဗျာမဟုတ်ရင်အခုချိန်ဆိုကျွန်တော်လွတ်လပ်တဲ့သူဖြစ်နေပြီတဲ့ဟာတပင်မဲ့တဘာဝအကြသာမောင်အေဝမ်းကိုတက်တီကြောင်းနေတစိကက်လည်းမငင်းနိုင်ဘူးရောက်ခမကို တ်ဖို့ပြုဖို့မဆိုထားနဲ့ရင်းရဲတောင်ပြန်ကြည့်ဝင်တာမဟုတ်ပါဘူးမောင်အေဝဲကကိုဇနီးမယားကိုဦးစားပေးတတ်တဲ့ကြောက်တာမဟုတ်ဘူးနော်အရှိန်နဲ့ရောက်ခမကိုဖြုံနေတာလဲထင်ပါရောက်ခမအိမ်တက်သမက်မျက်နှာငယ်ဆိုတဲ့စကားကြားဖူးကြမှာပေါ့မောင်အေဝန်းကစာတွေ့မဟုတ်ဘူးကိုတွေ့ခမကျုံတော့ပြောရအောင်မယ်ခင်အေဝန်းကသူ့မအေမိဘအိမ်သွားလဲခြင်းနဲ့လို့ပြောတဲ့အခါမောင်အေဝန်းက ကောင်းသားပဲလို့ပြောစမြဲခမသူ့အမေအိမ်ကိုသူ့သွားနေရင်၁မောင်အေဝဲနဘူနဆာတက်တာတယ်၂အိမ်စရိတ်အကုန်အကျတက်တာတယ်၃သူ့မိဘအိမ်မို့စိတ်မချစရာဘာမှမရှိဘူး၄မောင်အေဝဲတယောက်ဇနီးမယားဆက်ကွင်းကလွတ်ပြီးလွတ်လပ်ပေါ်ပါစွာလဲပတ်နိုင်တယ်၅တခါလာဒါပဲဟင်းအစာအပြင်ဆိုင်မှာကြက်ရာကိုဂရင်းမမင်စားတောက်နိုင်တယ် အကျိုးတွေကများသလားမမေးနဲ့ပြဿနာကတခါတလေကိုအေဝဲမလိုက်ဘူးလားမေးရင် သူ့မိဘအိမ်ကိုဧည့်သည်လုပ်ပြီးလိုက်သွားရတော့တာပါပဲခင်အေဝန်းကတော့သူငယ်စဉ်ကတည်းကနေခဲ့တဲ့အိမ်မို့ခေါင်းဝင်ကိုဆန့်အခက်ခဲမရှိဘူးမောင်အေဝန်းကတော့အချားဂျူကဘာကိုရောက်သွားရတယ်လို့ပါပဲထမင်းဝိုင်းမှာထမင်းစားကြတဲ့အခါခင်အေဝန်းကတော့သူ့အမေသူ့အဖေ မောင်အေဝမ်းရဲ့ရွှေရောက်ခမကြီးများအကြမှာထိုင်တာပေါ့မောင်အေဝမ်းကတော့ထမင်းစားစပွဲအစွန်အဖျားမှာခင်အေဝမ်းကတော့သူ့မိဘတွေနဲ့စကားတဖောင်ဖောင်မောင်အေဝမ်းကတော့ကြောင်တောင်တောင်စားကြတောက်ကြစင်မှာအမွန်အမြက်ဟင်းကောင်းကြွေးကောင်းအသားလေးအသည်းလေးတွေကိုခင်အေဝမ်းရဲ့ထမင်းပကံထဲကို သူ့အမေနဲ့သူ့အဖေက အပြိုင်ထည့်ပေးနေတာခမရသူတို့သမီးကိုမောင်အေဝမ်းကအငတ်ထားတာကြာနေတာပဲ သို့တော်လဲပေါ့လေသို့တော်လဲပေါ့မောင်အီဝမ်းကိုတော့အငတ်ထားတာဇပွဲစော်မှာထိုင်ရတဲ့မောင်အီဝမ်းကိုဘသူကမှအလေးတမူအေးမထားတယ်လို့စားဖို့ဘာဟင်းရမှလက်တကမ်းမှမရှိပါဘူးဒီကိစ္စမောင်အီဝမ်းစိတ်ထဲမှာတိတ်ထားလိုက်ပါတယ်အိမ်ပြန်ရောက်ရင်ခင်အီဝမ်းနဲ့နှစ်ဖူးတိုင်ဒူးတိုင်ဆွေးနွေးရမယ်တမတ်ချွေးမှာဆိုတာရောက်ခမအိမ်မှာမျက်နှာငယ်ရတာမို့ကို့အိမ်တောင်ဘက်မျက်နှာငယ်အောင်အာယုံဆက်ရမယ်ပေါ့ တော်တော်လည်းပေါ့လေမောင်အေဝမ်းကိုအရန်အရန်စွ့ပြီးအထင်မကြီးနဲ့အောင်ခမရမိမကိုဒုတ်ထိုးအိုးပေါက်တော့ဘယ်ပြောလိမ့်မလဲနှုတ်ချိုရှို့တပားဆိုလားဘာလားကြားဘူးကြမှာပေါ့အဲ့ဒါကြီးကဘာမှမသိပေမဲ့ချိုချိုတတာပြောရင်အောင်မြင်တယ်လို့ဆိုပုံရတယ်မောင်အေဝမ်းစိတ်ထဲမှာစာရီစီထားတယ်ခမရခင်ရေကိုရူလဲတနေ့တော့တာသမီးတွေပွားစီလာကြအောင်ပါပဲတို့တာသမီးတွေဟာ အချိန်တန်အရွယ်ရောက်လူလားမြောက်ပြီးအိမ်တောင်ရတာပြုချအောင်ပါပဲလူရင်ရအောင်ဇကချီကိုတော်တော်တည်ရပါလားသူတို့အိမ်တောင်ပြုတဲ့အခါမင်းကမိဘအိမ်သွားလေသလို တို့သားသမီးတွေလည်းသူစနီးခင်မွန်းတွေခေါ်ပြီးအိမ်ကိုအလဲလာကြအောင်ပါပဲလူရင်နဲ့တော့နီလာပါပြီအဲ့ဒီလိုအလဲလာတဲ့အခါမင်းမိဘအိမ်ကိုကိုရုတ်သွားလေတော့က ိုနာကျင်ရတယ်လို့ကိုတို့တမတ်ချွေးမာတွေမနာကျင်ရအောင်တို့ဂယုဆိုင်ကြရမယ်ဒီနေရာလောက်ရောက်ရင်ခင်အေဝန်းကမျက်လုံးပေကလက်ပေကလက်နဲ့ပြန်ကြည့်ကောင်းကြည့်မယ်ရှင်ကကျွန်မအဖေအမေအိမ်မှာဘာကိစ္စနာကျင်ရတာလဲပြန်မေးကောင်းမေးမယ်ဘာဖြစ်ဖြစ်လူရင်းရောက်ပြီလေဒီအချိန်မှာခွဲခြားဆက်ဆံခံရတာတွေလူရမသွင်းလို့စိတ်အားငြိမ်ရတာတွေခင်နဲ့မောင်နဲ့ တတိတခြားစီလိုဖြစ်နေရလို့လွမ်းဆွကြေကွဲခန်းစားရတာတွေချွဲပြစ်လိုက်ရင်ကြွေလာမှာပဲဟုတ်တာပေါ့မေမေတို့ကတိတ်ဆိုးတာပဲနောင်ကိုအဲ့ဒီလိုဂယုမဆိုင်ဖဲပြစ်ထားတာမျိုးမလုပ်ဖို့ပြောရမယ်ပြောကိုပြောရမယ်မောင်အပေါ်မှာဒီအချိုးဆက်ချိုးမယ်ဆိုရင်နောင်ကိုလားမလဲတော့ဘူးလို့ဝန်ညင်ပေးရမယ်ဆိုတာမျိုးခင်ဟွေးနှုတ်ဖျားကထွက်ပေါ်လာမှအသေးချပါနောက်တစ်ခါသွားလဲတဲ့အခါ ခင်ဧဝံကိုတိုင်းထမင်းစပွဲမှာသူ့ပကံကောက်ကင်ပြီးမောင်ဧဝံနဘေးမှာပဲလာထိုင်မယ်လို့မျှော်လင့်ရတာပဲသူ့အိမ်သွားလဲတဲ့အချိန်မှာသာကိုက သစိမ့်ပြင်းပြင်းနေခဲ့ရတာရွှေရောက်ခမတို့ကို့အိမ်လာလဲတော့သူတို့ကအိမ်ဦးနဲ့အထက်မှာတက်ထိုင်တာခမကို့လင်းနဲ့မရစကားအပေါက်အလန့်မတည့်တဲ့အခါတွေလည်းရှိတဲ့အခါရှိတာပေါ့ရွှေရောက်ခမကသူများလွတ်လပ်ခွင့်ဆိုတာနားမလဲပဲဝင်ပါတာ ကိုဘယ်နည်းဘယ်ပုံ ပြုမှုပြောဆိုပါဆရာလောက်တာသူ့သားသမီးတွေက လိမ်မာတယ်ထက်မြက်တယ်ဘလို့ဆက်ဆံပြောဆိုရင်အဆင်ပြေပါတယ်ဆိုတာမျိုးကိုကိုလက်ချာဝင်ရိုက်တာသူပြောပုံအရာကိုကငတုံးမို့ပဲအဆင်မပြေသလိုလိုကို့ကိုရမှာကြတော့သူ့သမီးကိုကြိတ်တင်ပေးတယ်သူငငယ်ကသူ့ယောက်ျားကိုဘလို့ကင်တယ်ဘလို့မီးတည်တယ်ဆိုတာမျိုးပေါ့လင်းနေမရပဲအချိန်တန်တော့အကုန်ပေါ်တာသူမသိလို့ကြိတ်တင်တာဖြစ်မယ် မောင်အေဝမ်းတို့ကရောက်ခမတွေမနေတဲ့မထိုင်တဲ့သူများလင်မယားကြဝင်းရှုပ်တာကို အချိန်တန်တော့အကုန်ပြန်သိတာပဲဒါကြောင့်လဲပညာရှိသူတော်ကောင်းများကတမတ်နဲ့ချွေးမာတွေကိုတတိပေးထားခဲ့ကြပြီတာပဲရောက်ခမတွေဆိုးလွန်းလို့အတူမနေတဲ့နယ်ယာတီကတော့ຫນွေမိုးဆောင်နဲ့